1964ခုနှစ်စွာကကမ္ဘာပေါ်မှာအမတ်ရဆရာဝေးအများကြီးဖြစ်ခဲ့လို့ပြောစရာကောင်းတဲ့နှစ်တစ်နှစ်ပါ အဲ့ဒီအချိန်မှာ Nike ဖနက်ကမ္ပဏီရဲ့ basketball ဌာနမှာအရေးရှင်ရှိသူတွေကိုရှာဖွေရတဲ့ scout တယောက်ဖြစ်တဲ့ Sonny Walker ဟာသူတို့ဖနက်ရဲ့နာမည်ကိုမြင့်တင်ပေးမဲ့ကစားသမားအသစ်တွေကိုရှာဖွေတာအခက်အခဲတွေတွေ့နေရပါတယ်။အားကစားဖနက်ကမ္ပဏီရဲ့ရှေ့တန်းခေါင်းဆောင်တယောက်အနေနဲ့ Sonny ဟာအမျက်အစွန်ရစေမဲ့အလားအလာရှိအားကစားသမားတွေကိုအမြဲတမ်းမျက်စိရှင်နဲ့ရှာဖွေနေကြပါတယ်။အဲ့ဒီနေ့မှာ basketball ဖနက်ရောင်းအားကဈေးကွက်ရဲ့94ရာခိုင်နှုန်းရဲ့ convert ကဦးဆောင်နေခဲ့ပြီးတော့ editor က29ရာခိုင်နှုန်းနဲ့ဒုတိယနေ့ ရာလိုက်နေခဲ့ပါရင်ဂျန်တဲ့စက်ခွန်ရခိုင်တုံးကမှ Nike ရဲ့ဝင်စုဖြစ်နေခဲ့တာပါ Nike Basketball ဖနက်ဌာနရဲ့အကြီးအကဲ Hong Wai ပြောတာကတော့အဲ့ဒီအချိန်က Edited ဟာ American စေကျော်တက်တဲ့ကြားထဲမှာအရန်ကိုခစ်စားနေခဲ့ပါရင် ဘာကြောင့်လဲဆိုရင်သူတို့က rapper အသစ်တွေအများကြီးဝတ်ကြလို့ပဲဖြစ်ပါရင် convert ကတော့ basketball ကနဝင်းကစားသမားကြီးနေရောက်ဖြစ်တဲ့ magic johnson နဲ့ larry pat တို့ရဲ့တန်တမန်ပြုမှုတွေကြောင့်နာမည်ရထားပြီးသားပါ nike ကတော့ကြီးတဲ့ဖနက်ဆွဲပုံရိပ်ကနေမလွတ်တေးပေါင်းဒါကအမြဲမရတဲ့အခြေအနေဖြစ်နေခဲ့ပါရင်ဘာကြောင့်လဲဆိုရင်လူငယ်တွေကကြီးဖနက်ကိုစိတ်ဝင်စားကြပါဦး ဒါကြောင့်လူငယ်ဝေးစီကနေအမြတ်ရဖို့ဆိုတာကမလွယ်ကူခဲ့ပါဘူး Nike company ထဲမှာကိုပဲ basketball ဌာနကအမြတ်အဆုံးရရှိမှုမှာအစင်းရဆုံးဌာနဖြစ်နေခဲ့ပါရင် Sony ကသူတို့ company ရဲ့ကြွေးကြော်တန်ဖြစ်တဲ့ Jet Dew ရဲ့ဆိုတာကတည်တံပြီးခံရမယ့်လူတစ်ယောက်က ူကိုကိုမျက်မဲ့လူတွေကိုပြောခဲ့တဲ့နောက်ဆုံးစကားကနေယူထားတာကိုသိလိုက်ရတော့တိတ်ပြီးပျော်မနေခဲ့ပါဘူး Ross Tracer ဦးဆောင်တဲ့ဈေးကွက်ရှာဖွေဌာနအစည်းအဝေးတရကိုလှုပ်ပြီးအဲ့ဒီနေ့မှာဘယ် NBA လူတစ်ကိုသူရဲ့တန်တမာအဖြစ်ရှီကရရမှာလဲဆိုတာဆုံးဖြတ်ကြပါရင်း ပထမဦးစားပေးဖြစ်တဲ့ဟခင်အိုအလိုက်ဂျွမ်က Nike ကိုရွေးမှာမဟုတ်တဲ့အတွက်ရှီကတ်ဖို့မဖြစ်နိုင်ပါဘူး။နောက်ထပ်ရွေးရှယ်ထားတဲ့ Sambo Wave ကို Gonvac ကရှီကတ်ထားပြီးပါပြီ။တတိယရွေးရှယ်မှုဖြစ်တဲ့ Michael Jordan ကလည်း Adidas နဲ့တဘောသူရင်ချက်ရဖို့အတွက်နှိစနေခဲ့ပါပြီ။ ဒီလိုမျိုးနမဲကြီးအမတ်တစိတ်တည်းနဲ့ရှင်ပြီးတော့ဈေးငိနိုင်ဖို့ဆိုတာကမဖြစ်နိုင်တော့ပါဘူးအဲ့ဒီအချိန်မှာစတုထရွေးရှယ်ထားတဲ့ဆန်ပါကင်ကိုတော့အဖွဲတာဝေကဓာတ်ပုံရရင်တိတ်မလဘူးလို့တတ်မှတ်ကြပါရင်ဒါကြောင့်သူတို့စီမှာရှိတဲ့တခုထက်တော့ရွေးရှယ်စရာကပင်စမကနေအမတ်20အထိရွေးရှယ်ထားတဲ့ကစားသမားတွေပဲကျန်တော့တာပါ26ဆရဲ့ကစားသမားကနဝင်းကစားသမားရှာလက်ရှာရက်ဘကလီတို့ကရွေးစရာဖြစ်နိုင်ပေမဲ့သူတို့နှစ်ယောက်စလုံးစီမှာအားနည်းချက်တစ်ခုစီရှိနေတဲ့အတွက်အဖွဲကမရွေးရှယ်ဖြစ်ခဲ့ပါဘူး အစီအဝေးကနေဘာရလာမှမရတော့ rob ကထွက်သွားခဲ့ပြီးသူ့ရဲ့အနောက်ကနေ sunny လိုက်သွားခဲ့ပါရင်သူတို့နှစ်ယောက်အိမ်သာထဲမှာစကားဝေးပြောဖြစ်ကြပါရင် sunny က michael joran ကိုရွေးချယ်ဖို့အဆိုပြုပေမဲ့ joran ဟာအရန်ကိုစည်းကြီးလွန်းတဲ့အတွက်မရှိကတင့်ပါဘူးလို့ rob ကငင်းဆိုခဲ့ပါရင် nike ကပြင်ဆင်ထားတဲ့ budget ဟာဒေါ်လာ3500ပဲရှိပြီးတော့ဒါကကစားသမား3ယောက်ကိုစာချုပ်ချုပ်ဖို့အတွက်ဖြစ်ပါရင် အဲ့ဒီနောက်ဆွန်နီက Nike ရဲ့ CEO ဖြစ်သူ Vayner ရဲ့ရုံးခန်းကိုတွားခဲ့ပါရင်းဘတ်ဂျက်ကိုအတိပြုရှင်ပေမဲ့ Faye ကတိတ်ပြီးမပြောပါဘူး။ဘာကြောင့်လဲဆိုရင်ပြီးခဲ့တဲ့နှစ်ကကမ္ပဏီရဲ့ဝင်ငွေကျဆင်းခဲ့တဲ့အတွက်ဘုတ်အဖွဲ့ကအမြတ်အစွန်တိတ်မရတဲ့ဘတ်စကတ်ဘောဌာနကိုဖျက်ပစ်ဖို့ပါအကြံပြုခဲ့လို့ပါ။ဒါပေမဲ့ဆွန်နီကကမ်းလမ်းမဲ့ပမနာကိုနှစသုံးမြင့်ဖို့အတွက်ဘတ်ဂျက်တောင်းဆိုခဲ့တာကို Faye ကချက်ချင်းပဲငင်းဆိုပါရင်းဆွန်နီဟာပြေးဖက်နိုင်ရောင်းချမှုကနေသူတို့ရတဲ့ဝင်ငွေကဘလောက်ရှိတယ်ဆိုတာကိုသိတဲ့အတွက်ဆန္ဒပြခဲ့ပါရင်း ဘတ်စကတ်ဘောဌာနကိုမချွေတာတင့်ဘူးလို့ပြောပါရင်ဖေကလူဝေဟာဘတ်စကတ်ဘောကစားရှင်နေဆိုရင်ဘတ်စကတ်ဘောဖနက်ကိုဝတ်ကြပေမဲ့ဂျီဖနက်ကိုတော့အချိန်တိုင်းနေရာတိုင်းမှာဝတ်လို့ရတဲ့အတွက်အမျက်ပိုရတယ်လို့ရှင်းပြပါရင်စန်နီကဘတ်စကတ်ဘောကလည်းအမျက်ရတယ်လို့စိတ်ယုံကြည်နေခဲ့ပေမဲ့ဖေကတော့ပြေးရှင်းတဲ့ပတ်သက်တဲ့ပြင်းစရာကောင်းတဲ့အသွေးခေါ်တစ်ခုနဲ့ပဲပြန်ပြီးဖြေဆိုခဲ့ပါရင်အစည်းဝေးကပြန်ဆပေမဲ့ထပ်ပြီးတော့မလို့မရဖြစ်နေခဲ့ပါပြီး စန်နီဟာသူ့ရဲ့စစ်တမ်းကောက်ယူမှုကိုဆက်ပြီးတော့လုံနေခဲ့ပါရင်သူကစီးရီးယားထုတ်ကုန်တွေအတွက်တန်တမန်လုပ်တဲ့နာမည်ကြီးပုဂ္ဂိုလ်ကြီးကောင်မှလိလခဲ့တယ်ပါရင်အနာဂတ်မှာထွန်းတောက်လာမယ့်ဘတ်စကတ်ဘောကစားသမားဝေးအကြောင်းလူအေကိုမေးဖို့လည်းမမေ့ခဲ့ပါဘူးဒီလိုနဲ့တ냐မှာစန်နီကသူ့ရဲ့အိမ်မှာအစီအစဉ်တစ်ခုကိုပြန်နဲ့ထဲကြည့်နေခဲ့ပါရင်ပထမတစ်ခုကအာတာအက်ကိုတန်တမန်အဖြစ်ထားတဲ့ဒင်းတဲ့ရက်ကတ်ကြောင်းရတစ်ခုပါဒီကမ္ပဏီကသုံးဆွဲသူရဲ့ဇယိုက်လက္ခဏာနဲ့လိုက်ဖက်တဲ့ထုတ်ကုန်ကိုဖန်တီးခဲ့တာကိုသူတတိထားမိပါရင်ဒုတိယတစ်ခုကတော့မိုက်ကယ်ဂျော်ဒန်ဟာနော့ကယ်လိုလိုင်းနာ များအတွက်အနိုင်ရစေမယ့်အမတ်ကိုတွင်းယူခဲ့တဲ့ဗီဒီယိုဖိုင်ပဲဖြစ်ပါရင်စန်နီကလျက်စီလျက်တလို့ပဲခန်းစားလိုက်ရပါပြီအဲ့ဒီဗီဒီယိုကိုကြည့်နေနဲ့ပဲဒီမြင်ကွင်းကိုအချင်းချင်းပြန်ကြည့်နေခဲ့ပါရင်နောက်တနေ့မှာသူကရော့ဘရဲ့ရုံခန်းကိုဇေယျထက်တန်စွာနဲ့ရောက်လာခဲ့ပြီးမင်းညကသူမြင်ခဲ့တာဝေကိုပြသခဲ့ပါရင် ရော့ကဘာမှအထူးထူးရှားမခံစားရပေမဲ့ဆန်နီကသူမြင်ခဲ့တဲ့အချက်တွေကိုနောက်ထပ်ရှူဒေါင်းတစ်ခုကနေရှင်းပြပါရင်ဒီအရေးကြီးတဲ့အချိန်မှာဘောလုံးကိုဝိုင်းရင်ကစားသမားဂျိန်းဝါတီစီမပေးဘဲနဲ့မိုက်ကယ်ဂျော်ဒန်လိုမျိုး session နဲ့အရွယ်10ကျော်တက်စီကိုပေးလိုက်တာကိုသူအလေးပေးပြောခဲ့ပါရင်နီးပြကဒီလိုမျိုးအရေးကြီးတဲ့အခမ်းကဏ္ဍကိုထမ်းဆောင်ဖို့အတွက်ဘာဝန်ပြမှုမှမရှိတဲ့ session နဲ့သာ10ကျော်တက်ကိုယုံကြည်အနံခဲ့တာလို့ဆန်နီကခံစားလိုက်ရပါရင်ငယ်ရွယ်တဲ့မိုက်ကယ်ဂျော်ဒန်စီမှာကြီးကျယ်ခမ်းနားမှုရဲ့အယောင်အဝါကိုဆန်နီမြင်လိုက်ရပါရင်ဒါကပဲ ဲသူ့ကိုဂျိုရန်ကိုခေါ်ယူဖို့ပို့ပြီးတော့စိတ်ပိုင်းဖြတ်သွားစေခဲ့ပါရင်သူကမိုက်ကယ်ဂျိုရန်ကိုလက်မှတ်ထိုးခိုင်းဖို့ဘာမှမစလုပ်မယ်ကြံတဲ့ကစားသမား၃ယောက်ကိုစိတ်ဝင်စားတော့ပါဦးရော့ကတော့ကစားသမားတစ်ယောက်ထဲနဲ့လောင်းကြီးထပ်ရမှကိုမလို့ရှင်တဲ့အတွက်အဲ့ဒီအဆိုပြုချက်ကိုတည်တည်မမပဲငင်းပယ်နေခဲ့ပါရင်ဘတ်ဂျက်ကိုကစားသမား၃ယောက်အတွက်ခွဲတုံးရမယ်ဒါအပြင်သူတို့ကဒေါ်လာ၂သိန်း၅000ပေးနိုင်ရင်တော့အက်ဒီတက်ကလည်းရှင်ပြိုင်လာနိုင်ပါတယ်ကစားသမားတစ်ယောက်ထဲကိုရှီကတ်မယ်ဆိုရင်တန်တမန်ရမယ်အခွင့်အရေးပျောက်သွားနိုင်တယ်လို့သူကတွေးနေခဲ့ပါရင်ဇန်နီကသူ့ရဲ့အကြံကို Howard White ိုက်အားပြောပြခဲ့ပါရင်ဟောင်းဝါကလည်းဖေးဟာဆန်နီရဲ့အဆိုကိုသဘောတူမယ်မထင်လို့တန်တရားဝေဝင်နေခဲ့ပါရင်ဆန်နီကတော့ဒါကိုပူပန်မနေခဲ့ပါဘူးသူစဉ်းစားနေတာကအက်ဒီတာပရိသတ်ဖြစ်ကြောင်းရရှင်လင်းပြောထားတဲ့မိုက်ကယ်ဂျိုရန်ကိုဘယ်လိုမျိုးရှီးကပ်ရမှာလဲဆိုတာပါဒါအပြင်မိုက်ကယ်ဂျိုရန်ကိုမရှီးကပ်ခင်စိန်ခေါ်မှုတစ်ခုကလည်းရှိနေပြန်ပါရင်ဒါကတော့မိုက်ကယ်ဂျိုရန်ရဲ့အေဂျင်မှာဆန်နီကမိုက်ကယ်ဂျိုရန်ရဲ့အေဂျင် David Flack ကိုဖုန်းဆက်ပြီးတော့ Michael Jordan နဲ့တွေ့ဆုံဖို့ရက်ချင်းတောင်းဆိုခဲ့ပါရင် David ကဒါမှဖြစ်နိုင်တဲ့အကြောင်းချက်ချင်းပဲပြောလိုက်တာပါ Michael Jordan ကိုယ်တိုင်က Nike ကဘယ်သူနဲ့မှမတွေ့ရှင်ဘူးလို့သူ့ကိုပြောထားတာကြောင့်ဖြစ်ပါရင် Sunny က Edited ဟာ Nasiwe ဖန်တီးခဲ့တဲ့အမတ်တစိုက်ဖြစ်ပြီးတော့လူတက်သမားမျိုးဆက်ဖနှံ့အမတ်တစိုက်ကို Michael Jordan နဲ့စာချုပ်မချုပ်တင်ဘူးဆိုတာ David ကိုတတိပေးဖို့ကြိုးစားခဲ့ပါရင် David ကတရားထွက်ပြီးတော့ Michael Jordan ဟာသဘောတူညီချက်ကိုအတီးပြုတ်မဲ့ Convert နဲ့ Edited နဲ့ပဲတွေ့ဆုံမယ်ဆိုတာ Sunny ကိုအတီးပြုတ်လိုက်ပါရင်ကန်းလန့်ချက်ပေါက်ကြားမှုအကြောင်း မေးတဲ့အခါမှာဒေးဗစ်ကအက်ဒီတက်ကလက်ရှိဒေါ်လာ2သိန်းဝန်းကျင်ကန်လန်ထားတယ်လို့ဖွင့်ရလိုက်ပါပြီ။ဇန်နီကလမ်းစာပျောက်သွားခဲ့ပါပြီ။ဒီလောက်များတဲ့ပမာဏကလူအသစ်တရာအတွက်များလို့နဲ့ဆိုတာသူသိပေမဲ့ဖေးကိုသူဒီတဘောသူညီချက်အတွက်သူ့ရဲ့အသက်မဝမ်းကြောင်းကိုပါစွန့်စားဖို့အတင့်ပဲလို့ပြောခဲ့ပါပြီ။ဇန်နီကဖေးကိုကမ္ပဏီစသည့်ထောင်တုံးကသူ့ရဲ့ကြွေးကြော်တမ်းဖြစ်တဲ့ရဲရဲဝံလောင်းကြီးထပ်ပြီးတော့စွန့်စားမှုတွေလုပ်ဖို့ဆိုတာကိုပြန်လည်အမှန်ရစေခဲ့ပါပြီ။အက်ဒီတက်နဲ့ကွန်ဘတ်ဆိုတာကတရားဝင်ကန်လန်ချက်တွေနဲ့အဆင်သင့်ဖြစ်နေတဲ့အချိန်မှာ Nike ကတော့ဘာမှမပြင်ဆင်ရ သေးပါဘူး။ဖေးကတရားဝင်ကမ်းလှမ်းချက်မပေးခင်မိုက်ကယ်ဂျော်ဒန်နဲ့အစည်းအဝေးလှုပ်ရှင်ပါရီဒါပေမဲ့ဒေးဗစ်ဖလက်ရဲ့ပြောကြားချက်ကတော့တရားဝင်ကမ်းလှမ်းချက်ပေးပို့ထားတဲ့အမတ်တဆိတ်ဝင်နဲ့ပဲတွေ့ဆုံဖို့တောင်းဆိုချက်ကိုလက်ခံတယ်ဆိုတော့စန့်ကျင်ဘက်ဖြစ်နေပါရီဆန်ဒီဟာအမေရိကန်အိုလံပစ်အသင်းရဲ့ဘတ်စကတ်ဘောနီးပြဖြစ်ပြီးမိုက်ကယ်ဂျော်ဒန်နဲ့လည်းယင်းဒီတဲ့ဂျော့ရာဗလင်ကိုတွားတွေ့ခဲ့ပါရီဂျော့ကမိုက်ကယ်ဂျော်ဒန်ဟာ Nike ကိုမပူပေါင်းရှင်ဘူးလို့ပြောတာကိုကြားခဲ့ရပါရီဘာကြောင့်လဲဆိုရင်တော့ဖနက်တီကတိတ်ပြီးမမိုက်လို့ပါ Nike ကစာချုပ်အတွက်စုချင်းငွေနဲ့သူ့အ ိမ်မက်မက်တဲ့ကားကိုပေးမယ်ဆိုတော့မှလက်မှတ်မထိုးရှင်ဘူးလို့ပြောပါရီးမိုက်ကယ်ဂျိုရန်ဟာတကယ်တော့ Editor ရဲ့ Predator ဆစ်စစ်ပါသူ့အသင်းကို Combat က sponsor ပေးထားပြီးမဲ့လေ့ကျင့်ရေးမှာ Editor ဖနက်ကိုပဲစီးပြီးတော့ပွဲမစခင်မှာ sponsor ဖနက်ကိုဝတ်လေရှိပါရီးဂျိုရန်ရဲ့သဘောတူညီချက်နဲ့ပတ်သက်ပြီးအခွင့်အာဏာရှိသူကသူ့ရဲ့မိခင်ဖြစ်သူ Delaric Jordan ဖြစ်တဲ့အကြောင်း Job ကပြောပြပါရီး Sunny ဟာ Michael Jordan ရဲ့မိသားစုကိုတိုက်ရိုက်သွားတွေ့ဖို့စဉ်းစားလိုက်ပါရီး ဒါပေမဲ့ job ကဒီလိုမျိုးကိုကျင့်တရားမရှိတဲ့လုပ်ရက်ကိုလုပ်မယ်ဆိုရင်တော့စန်နီအနေနဲ့အလုပ်ဖြုတ်ခံရလိမ့်မယ်လို့တတိပေးခဲ့ပါရင်းစန်နီကတော့အကျိုးဆက်ကိုနားလည်ထားပြီးဒီသဘောတူညီချက်ရဖို့အတွက်သူ့အနေနဲ့အားလုံးကိုစသေးမယ်လို့ဆုံးဖြတ်လိုက်ပါရင်းအဲ့ဒီနောက်သူက Howard White ကိုပြောပြလိုက်ပါရင်း Howard ကစန်နီကိုတားမြစ်ရင်တော့မှသူနားထောင်မှာမဟုတ်မှန်းတိတဲ့အတွက်စန်နီရဲ့ဇနာကိုနားလည်ပေးနိုင်ခဲ့ပါရင်းဒါကြောင့်စန်နီဟာအကျိုးဆက်တွေကိုတိထားတဲ့အတွက် Howard ကမတားခင်ပါဘူး ဒီလိုနဲ့စနေတယောက်ကယ်လိုရိုင်းနာကိုတွားပြီးတော့မိုက်ကယ်ဂျော်ရန်ရဲ့ဖခင်ကပဖို့ရွေးပဲကြိုးဆိုခဲ့ပါရင်မိုက်ကယ်ဂျော်ရန်ရဲ့မိခင်ကပဲအင်ရဲ့အရေးကိစ္စတွေကိုဦးစီးနေတာလည်းတွေ့ရပါရင်အဲ့ဒီအချိန်ဒီစန်နီဟာမိုက်ကယ်ဂျော်ရန်နဲ့မတွေ့ရသေးပါဘူးမိခင်ဖြစ်သူကစန်နီကိုအရင်အောင်သူမကိုယုံကြည်အောင်လှောက်ခိုင်းခဲ့ပါရင်စန်နီကဒယ်လာရစ်ရဲ့သဘောထားကိုပြောင်းလဲဖို့ကြိုးစားပါရင်မိုက်ကယ်ဂျော်ရန်ဟာကွန်ဗတ်နဲ့စာချုပ်ချုပ်ရင်တော့မှတခြားသောကစားသမားကောင်းတဲ့အထက်ကတယောက်ဖြစ်သွားလိမ့်မယ်အဲ့ဒီတက်နဲ့စာချုပ်ချုပ်မယ်ဆိုရင်အာဒီဒတ်စလာကွဲလွန်ပြီးရနောက်ကမ္ပဏီမှာပြည်တနာဝေးအကြီးအကျယ် ယ်ရှိနေပါတယ်ဒါပေမဲ့ Michael Jordan က Nike ကိုပူပေါင်းမယ်ဆိုရင်တော့သူ့အနေနဲ့အဓိကအာရုံစိုက်ခံရသူဖြစ်လာပြီးအထူးသဖြင့်ဆက်ဆံရလိမ့်မယ်လို့လည်းပြောခဲ့ပါတယ်စန်နီရဲ့ရှင်းပြချက်ကိုကြားပြီးအနောက်လွန်ကဒေါ်ရထွက်သွားကြပါတယ် David Flack ကစန်နီရဲ့ရိုင်းစိုင်းတဲ့အပြုမှုကြောင့်ဒေါ်ရထွက်ပြီးတော့ဆဲဆိုခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာသူက Michael Jordan ကလာမဲ့တနင်းတွင်နေညမှာတွေ့ဆုံဖို့အဆင့်တစ်ဖြစ်နေပြီဆိုတော့ Delivery C ကနေတင်စကားကိုပေးခဲ့ပါတယ် Fee ကလည်းစန်နီရဲ့လောက်ရကြောင့်ဒေါ်ရဝေထွက်နေခဲ့ပါပြီဒါက CEO ရဲ့ရာထူးကိုကြုံလွန်သွားတယ်လို့ ို့သူကတော့ယူဆပါရင်း draw ထွက်နေပြီမဲ့သူကစန္ဒီကိုအစည်းအဝေးလုတ်ခွင့်ပေးလိုက်ပါရင်းဒါပေမဲ့အဲ့ဒီအချိန်ထိသူဟာတရားဝင်ကမ်းလှမ်းချက်မပြုတ်လို့ရှင်တေးပါဘူးသူစဉ်းစားအောင်မဲ့အစည်းအဝေးကတော့မှဖျက်ပြစ်နိုင်ပါရင်းဒါပေမဲ့စန္ဒီကတော့ရှေ့ဆက်သွားခဲ့ပါရင်းအဲ့ဒီနောက်သူက rob နဲ့တွေ့ဆုံတော့ rob က michael jordan နဲ့တွေ့ရတော့မှမလို့စိတ်လုံရှားနေခဲ့ပါပြီစန္ဒီဟာချက်ချင်းပဲဖန်တီးမှုအခမ်းအနားကိုဝင်ပြီးတော့ michael jordan ကိုပြသဖို့အတွက် ဖနပ်ပုံစံငယ်တစ်ခုကိုလုတ်ခိုင်းခဲ့ပါရင်စနီဟာဖနပ်ဒီကိုမိုက်ကယ်ဂျွရန်ရဲ့ဆွဲဆောင်မှုနဲ့ဇယက်လက္ခဏာဝင်တဲ့အထူးဒီဇိုင်းလုတ်ခိုင်းခဲ့ပြီးလုတ်ဆောင်ချက်ထက်ဒီဇိုင်းပိုင်းကိုပို့ပြီးတော့ဦးစားပေးခိုင်းခဲ့ပါရင်ဒီဇိုင်နာမှာဒါကိုအပီးတက်ဖို့အတွက်ရဲ့အနေငယ်ပဲအချိန်ရှိခဲ့တာပါမိုက်ကယ်ဂျွရန်ဟာပထမဆုံးအလားလာရှိတဲ့ထောက်ခံသူဖြစ်တဲ့ Gonvet Company နဲ့သူ့ရဲ့ပထမဆုံးအစည်းအဝေးကိုနောက်ဆုံးမှကျင်းပခဲ့ပါရင်သူက Magic Johnson, Larry Bird, Juliet Avindo ပါဝင်တရုပ်ဆောင်ထားတဲ့ Gonvet ဂျွန်ယာဝီကိုပြသခံခဲ့ပါရင် Daliet ကသူ့သားဟာဒီ company မှာနံပါတ်၄ပဲ ဖြစ်လာလိမ့်မယ်ဆိုတာကိုနားလည်လာခဲ့ပါပြီပြီးခဲ့တဲ့အချိန်ကဆန်နီပြောခဲ့တဲ့စကားကိုတူမနားလည်လာခဲ့ပါပြီ Nike ကိုပြန်သွားတော့ဒီဇိုင်နာ Peter Mori က Jordan အတွက်ဖတ်တ်ပုံစံငယ်ကိုအပီးတက်ခဲ့ပေမဲ့မျောလင့်ထားတယ်လို့မျိုးဖြစ်မလာသေးတဲ့အရာတွေရှိနေခဲ့ပါပြီအယောင်ကအရန်ကိုယိုးနေခဲ့ပြီးအဖြူအောင်ကအများစုဖြစ်နေပါပြီ Peter ဟာသူလုပ်ခဲ့တဲ့ဒီဇိုင်းက NBA စီးမြင်းတွေနဲ့ချိန်ကြီးထားတာပါလို့ရှင်းပြပါပြီကစားသမားတွေဝတ်တဲ့ဖက်နှံအလုံးဟာအဖြူအောင်ကိုအများစု ထားရမှာဖြစ်ပြီးစီးမြင်းကိုမနာခံဘူးဆိုရင်တော့တပွဲကိုဒေါ်လာ9000ဒံကြီးဆောင်ရမှာပါ ါ Rob ကတော့ Chicago Bulls ရဲ့အယောင်တွေအတိုင်းအနည်းအောင်ကိုအများစုပေးဖို့အဆိုပြုခဲ့ပါတယ် Michael Jordan အပေါ်မှာချမှတ်မဲ့ Danje အားလုံးကိုသူတို့အနေနဲ့ပေးဆောင်မှာပါသူတို့ကဒီအဆိုကိုတော့တူလိုက်ပြီးတော့စတင်လုံးဆောင်လိုက်ကြပါတယ် Peter ဟာနောက်ထပ် အကြံတစ်ခုထပ်ရပါတယ်အဲ့ဒါကတော့ဖက်နတ်တွေကိုအဲလို့နာမည်ပေးဖို့ပါဒါကတခြားထုတ်ကုန်တစ်ခုမှာအသုံးပြုဖို့စီစဉ်ထားတာဖြစ်ပြီးအဲ့ဒီနောက် Michael Jordan ရဲ့နာမည်ကိုထည့်ဖို့ပဲဖြစ်ပါတယ်အဲ့ဒါကပဲ Nike ရဲ့ကန်တော်ဝင် Basketball ဖက်နတ် Air Jordan မွေးဖွားလာရှင်ပါဒီ၃ယောက်ဟာ Michael Jordan နဲ့တွေ့ဆုံပြီးရနောက်တင်ဆက်မှုကိုအပိတ ြဖို့ရုံးမှညလုံးပေါအလုံးလုတ်ခဲ့ကြပြီးစနေတနင်္သူရီတော်မှာလာခဲ့ကြပါရင်ပီတာကနောက်ဆုံးဒီဇိုင်းကိုအပီးတက်ခဲ့ပါပြီဒီဒီဇိုင်းကလူပိုင်းကိုအံ့အားတင့်သွားစေခဲ့ပါရင်စနေနေ့မှာမိုက်ကယ်ဂျော်ဒန်ရဲ့မိဘဝေကအက်ဒီတက်နဲ့အစည်းအဝေးလုပ်ခဲ့ပါရင်မိုက်ကယ်ဂျော်ဒန်ကိုပြသမဲ့ဖဏပုံစံတချို့ကိုသူတို့ပြသခဲ့ပါရင်မိခင်ဖြစ်သူကဒီဇိုင်းရလတ်ကိုကျင့်တတ်မှုမရှိသေးပါဘူးပို့ဆိုနေတာကစန်ဒီအရင်ကဖော်ပြခဲ့တယ်လို့ပဲအက်ဒီတက်မှာဇွန်ဖြတ်ချက်ချမဲ့အဓိကလူတယောက်မရှိဘူးဆိုတာသူမတဘောပေါက်လိုက်ပါရင် Nike ရုံးခန်းမှာအက်ဒီတနင်းတနွေနေ့မိုးလဲပိုင်းမှာဖီးကရောက်လာခဲ့ ပြီးတော့သူ့အဖွဲ့ကနောက်တနေ့အစည်းအဝေးအတွက်အသေးအံကြိုးစားနေတာကိုတွေ့လိုက်ရပါရင်ဖီကဘာစကားမှအများကြီးမပြောဘဲနဲ့ဖနှတ်နာမည်ကိုချက်ချင်းပဲမေးလိုက်ပါရင်ဆန်နီကမနေ့ညပီတာပြောခဲ့တဲ့ Air Jordan ဆိုတဲ့နာမည်ကိုပြောလိုက်ပါရင်ဖီကဒီနာမည်ကိုခဏလောက်တွေးလိုက်ပြီးမှနောက်ဆုံးတော့နောက်တနေ့အစည်းအဝေးလုပ်ဖို့ခွင့်ပြုလိုက်ပါရင်ဒါကြောင့်အဲ့ဒီညမှာအဖွဲ့ကကမ်းလှမ်းချက်နဲ့အစည်းအဝေးမဟာဗျူဟာကိုစတင်ဖို့စီစဉ်လိုက်ကြပါပြီသူတို့စိတ်အားထက်သန်ပြီးတော့ယုံကြည်မှုရှိပုံရပါရင်တေချာပေါက်လုံနိုင်လိမ့်မယ်လို့လည်းယုံကြည်နေကြပါရင်နောက်တနေ့ Oregon တောင်တန်းတွေအနားမှာရှိတဲ့ Nike ယုံခ ထန်ကအနာကရဲ့ကန်ဒဝင်းကစားသမားမိုက်ကယ်ဂျော်ဒန်နဲ့သူ့ရဲ့မိဘတွေကိုကြိုးဆို့ခဲ့ပါရင်းသူတို့ကစာချုပ်ကမ်းလှမ်းချက်ကိုဆွေးနွေးဖို့ရောက်ရှိလာကြတာပါမိခင်ဖြစ်သူကမိုက်ကယ်ဂျော်ဒန်ဟာအစီအဝေးခံတဲ့ကိုအတင်းကျပ်ခေါ်ဆောင်ရင်းခံရလို့စိတ်မဝင်စားပုံရတယ်လို့ဆန်နီကိုအသိပေးခဲ့ပါရင်းမိုက်ကယ်ဂျော်ဒန်ကဆန်နီနဲ့ရော့ဘ်တို့ရဲ့နောက်ပြောင်ပြောဆိုမှုတွေကိုစိတ်မဝင်စားပုံပါဂျေဆုတင်ဖို့ကောင်းနေတာကဟောင်ဝါဒ်ဝိုက်ဟာအခြေအနေကိုပြေးလည်အောင်လုပ်ပေးနိုင်ခဲ့ပါရင်းပြင်ဆင်ထားတဲ့ဖနှက်ပုံစံငယ်ကိုမြင်တော့မိုက်ကယ်ဂျော်ဒန်စိတ်ဝင်စားသွားပါရင်းပထမဆုံးအဲဂျော်ဒန်ကရှီကာဂိုဘူးရဲ့ဂျာစီအယ ရောင်အတိုင်းအနီရောင်ကိုအများစုထားပြီးတော့ဖန်တီးထားတာပါဆန်နီနဲ့ရော့ကဒန်ဂျေးဆောင်ဖို့အတင်ရှိတယ်လို့လည်းပြောခဲ့ပါရင်းဖီကအလုတ်များလုံးတဲ့လူလိုမျိုးဟန်ဆောင်ဖို့နောက်ကျမှပဲရောက်လာခဲ့ပါရင်းဒါပေမဲ့ဒီအရေးကြီးတဲ့အစည်းအဝေးကိုတက်ရောက်ဖို့အချိန်ပေးခဲ့ပါရင်းအဲ့ဒီနောက်ရော့ဟာပုံနိပ်မီဒီယာထုတ်ဝေမှုအစီအစဉ်အကြောင်းဈေးကွက်ရှာဖွေတင်ဆက်မှုကိုလုပ်ခဲ့ပါရင်းဒါကဆန်နီကိုပြင်းစေတဲ့တင်ဆက်မှုပါရုတ်တရက်ဆန်နီဟာရော့ကိုတင်ဆက်မှုရက်ခိုင်းလိုက်ပြီးတော့မိုက်ကယ်ဂျော်ဒန်နဲ့သူ့မိသားစုရဲ့နှလုံးသားကိုလှုပ်ရှားစေမဲ့စိတ်ဓာတ်မြင့်တင်ပေးတဲ့စကားလုံးတွေကိုပြောခဲ့ပါရင်းတခြားအမတ် ားတစိမ့်ဝင်တဲ့စာချုပ်ချုပ်မယ်ဆိုရင် Michael Jordan ကငွေနဲ့ကြော်ကြားမှုအလုံးကိုရနိုင်ပေမဲ့လည်း Nike မှာမတူညီတဲ့အရာတစ်ခုရှိတယ်လို့ရှင်းပြပါရင်သူရရှိမဲ့အရာကထာဝရတည်တန့်ရှင်ပဲဖြစ်ပါရင်ဖနှတ်ဆွာကတစုံတယောက်ကခြေချမဝတ်မရှင်ဖနှတ်တက်တက်ပဲဖြစ်ပါရင်သူတို့ရဲ့အချိန်တွေကုံဆုံးသွားမယ်ဆိုရင်တော့ဒီအခန်းထဲကလူပိုင်းကိုမေ့ော့သွားလိမ့်မယ်ဒါပေမဲ့ Michael Jordan ရဲ့နာမည်ကသူတို့ရဲ့ Air Jordan ဖနှတ်ဒီမှာရှိနေမယ်ဆိုရင်တော့မေ့ော့ခံရမှာမဟုတ်ပါဘူး Nike က Michael Jordan ရဲ့နာမည်ကိုထာဝရတည်တန့်မဲ့ကံတော်ဝင်ဖြစ်အောင်လှုပ်ဆောင်ဖို့အတွက်ရည်ရွယ်ချက်ကို ိတ်ဆောင်ထားပါရင်ဒီစကားကြောင့်ကျွန်ရရဲ့မိသားစုကစကားမပြောနိုင်အောင်ဖြစ်သွားခဲ့ပါပြီ။ Fee ကသူပြင်ဆင်ထားတဲ့တရားဝင်ကန်လန်းလွှာကိုချက်ချင်းပဲထုတ်ပေးပါရင် Nike ကကစားသမားတယောက်ကိုပေးခဲ့တဲ့အကြီးမားဆုံးစာချုပ်ကန်လန်းချက်ပါ။ Nike ဟာကျဲပွင့်ကိုရှာဖွေဖို့ကြိုးစားနေခဲ့တာဖြစ်ပြီး Michael Jordan ကအဲ့ဒါသူပဲလို့သူတို့ကယုံကြည်ထားပါရင်ဒီစကားဝေကကျွန်ရရဲ့အမေ Darowe ကိုယုံကြည်သွားစေခဲ့ပါရင်အဲ့ဒီနောက်သူမကစာချုပ်ကိုယူပြီးသူတို့ကိုစောင့်ခိုင်းပါရင်အဖွဲ့ကဒီအစည်းအဝေးဟာ Superstar ကို Edit တက်ကိုမိသွားအောင်ဆွဲဆောင်နိုင်ခဲ့ပြီးဆိုတဲ့အချက်ကို မြင်လိုက်ရပါပြီ။ဖီကစန်နီရဲ့စကားကိုအလွန်လေးစားသွားခဲ့ပါပြီ။ဒရက်နာမည်ဝင်အလုံးမေယောခံရမယ်ဆိုတဲ့စကားကြောင့်တော့နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်ခဲ့ပါပြီ။ Nike ကိုတီထောင်တူအနေနဲ့ဖီကသူ့နာမည်ဟာခရင်အပ်ဒူဂျာဘာလိုကန်နဝင်းတို့ရဲ့နာမည်နဲ့အတူတူပဲလို့ယုံကြည်ပါပြီ။နောက်ရက်တွေမှာဆိုတော့စန်နီနဲ့တခြားသူတွေက Delivery စီကနေတည်င်းကိုစောင့်နေရတာစိတ်ဖိစီးနေကြပါပြီ။ အခြေအနေဝေဆိုးနိုင်တယ်လို့ဒါမှမဟုတ်ကန်ကောင်းရှင်နဲ့ဖခင်မကသူတို့ဖက်မှလည်းရှိနိုင်ပါရင်ရဲ့အနေငယ်အကြမှာဖုန်းဝင်လာခဲ့ပါပြီမိုက်ကယ်ဂျော်ရန်စီကမဟုတ်ဘဲနဲ့ကျွန်ရရဲ့ဖခင်နဲ့ခင်မင်ရင်းနှီးသွားတဲ့ဟာဝါဝိုက်စီကပါအက်ဒီတက်က Nike နဲ့တန်ဖိုးတူတဲ့ကန်လတ်ချက်အပြင် Marcy 380 SN 9ကိုပါထပ်ပေးမယ်ဆိုတဲ့တင်ပေါက်ကြမှုကိုတူရရှိခဲ့ပါရင်စန်နီချက်ချင်းပဲစိတ်မကောင်းဖြစ်သွားခဲ့ပါပြီဘာကြောင့်လဲဆိုရင်ဒါကသူတို့ပေးနိုင်တဲ့အမြင့်ဆုံးကန်လတ်ချက်ဖြစ်နေတဲ့အတွက်ပိုကောင်းတဲ့ကန်လတ်ချက်ကိုပေးနိုင်မှာမဟုတ်ပါဘူး ဒီ project ကိုတကယ်ပံ့ပိုးခဲ့တဲ့ rock ကို तू မကြည့်ရတော့ပါဘူး तू ကဒီယုံမှာသူ့ရနောက်ဆုံးနေ့ဖြစ်လိမ့်မယ်လို့လည်းစိတ်ကူးယဉ်နေခဲ့ပါရင်ဘာကြောင့်လဲဆိုရင် Nike basketball ဌာနဟာမနေ့ဖြန်မှာဖြတ်သိမ်းခံရနိုင်လို့ပါဒါပေမဲ့အဲ့ဒီနောက်မမျော်လင့်ထားတဲ့လူတယောက်စီကကံကြမ္မာရဲ့ဖုန်းခေါ်ဆိုမှုကလည်းရောက်လာခဲ့ပါရင် Deliat Quarry ပါ तू မက Michael Jordan ရဲ့ဇုံးဖြတ်ချက်အလုံးကိုအပြည့်အဝကင်တွယ်ထားပါရင် तू မက Edit ရဲ့ကံလက်ချက်ကိုလက်မခံဘဲနဲ့ Nike နဲ့လက်မထိုးဖို့ဇုံးဖြတ်လိုက်တယ်လို့ပြောပါရင် Sandy ကဒါကိုကြားတော့ပြောမပြနိုင်အောင်ပျော်သွားခဲ့ပါပြီ Delaware က Nike ီရဲ့ကမ်းလှမ်းချက်ဖြစ်တဲ့ဒေါ်လာ2,500အဖြစ်အနည်းအောင်မာစီတီပင်ဆက် 380SN ကစုကြီးကိုလက်ခံမယ်ဒါပေမဲ့နောက်ထပ်စီကံချက်တစ်ခုနဲ့ပါ ဲ့ဒါကထုတ်ကုန်တဲ့အမတ်တစိတ်တန်တမန်ကြားကစာချုပ်စည်းမျဉ်းနဲ့တစ်ခုလုံးကိုပြောင်းလဲစီမဲ့စည်းကမ်းချက်ပဲဖြစ်ပါရင်ဒက်လီယာကမနီငါကသူတို့ရဲ့ကြောင့်ညာမှာပြောခဲ့တဲ့အတိုင်းမိုက်ကယ်ဂျော်ရန်ရဲ့နာမည်ကိုသူတို့ရဲ့ဖနက်ထုတ်ကုန်တွေမှာထည့်သွင်းပြီးဖို့ဆန်နီနဲ့နိုက်ကီကိုတောင်းဆိုခဲ့ပါရင်ဒီအကြောင်းပြချက်ကြောင့်အဲဂျော်ရန်ထုတ်ကုန်အလုံးမှာသူမရဲ့သားနာမည်အမတ်တစိတ်ပါဝင်စေရှင်ပြီးတော့အဲဂျော်ရန်ဖနက်ရောင်းချမှုတိုင်းကနေသူမရဲ့သားဟာရောင်းအားရဲ့ရခိုင်နှုန်းတစ်ခုကိုမူပိုင်ခွင့်အဖြစ်ရရှိရမှာဖြစ်ပါရင်ဆန်နီကဒါကိုကြားတော့တုံ့လောက်သွားခဲ့ပါပြီဒီလိုစာချုပ်မျိုးကို အရင်တုန်းကတခါမှမလုပ်ဘူးပါဘူးဒီတောင်းဆိုချက်ကိုနားထောင်ဖို့တော့မှအရန်ကိုခက်ပါရင်ဒါလီယာကအာကစားသမားဝေဟာရောင်အားကိုမြင့်တင်ဖို့အတွက်အမြဲတမ်းထူးချွန်ပြီးတော့ဆက်တိုက်စွမ်းဆောင်ရမယ်ဆိုရဲစပွန်ဆာဝေရဲ့တောင်းဆိုချက်တွေကိုသူမသိတယ်လို့ပြန်ဖြေခဲ့ပါရင်သူမကနှစ်ဖက်စလုံးအတွက်တရားမျှတစီမဲ့ဝင်းဝင်းဆက်ချူရေးရှင်းကိုပဲတောင်းဆိုခဲ့တော့ပါမိုက်ကယ်ဂျော်ရန်ကထူးချွန်စွာနဲ့စွမ်းဆောင်ရလိမ့်မယ်ဆိုတာသူတို့အယုံကြည်ရမှာဖြစ်ပါရင်အဲ့ဒီနောက်ဒါလီယာကစန်နီရဲ့စကားကိုကိုးကားပြီးတော့ဖနှတ်စွာကသုံးတယောက်ခြေချမဝတ်မရှင်ဖနှတ်တက်တက်ပဲလို့ပြောခဲ့ပါရင်စန် န်နီဟာကလန်ချက်ကိုပြန်လဲညှိနှိုင်းခဲ့ပေမဲ့ဒဲလီယက်ကသူမှတင်ပြခဲ့တဲ့အခြေအနေကိုပဲဆက်ပြီးအခိုင်အမာပြောပါရင်ဖီဟာမိုက်ကယ်ဂျော်ရန်စီကတရင်ကိုဇွိမ့်တကြီးနဲ့စောင့်နေခဲ့ပါပြီးနောက်ဆုံးမှာဆန်နီယူလာတဲ့တရင်ကိုသူတို့လက်ခံခဲ့ပါရင်နားထောင်ရတာမနစ်မျိုးစရာစကလုံးတွေဖြစ်ပေမဲ့မမျောလင့်ပဲဖီကခ ्यू မဆိုင်ဖို့ဆုံးဖြတ်လိုက်ပါရင်သူဟာဆန်နီကိုချက်ချင်းပြန်လဲဆက်သွယ်ပြီးတော့စာချုပ်ကိုတဘောတူဖို့ပြောပါရင်သူဟာကမ္ပဏီစတင်ကလေးကတုံးခဲ့တဲ့ကြွေးကြော်တန်ဖြစ်တဲ့စွန်စားမှုကိုလှုပ်ဆောင်ဖို့စွာကိုပြန်အသုံးပြုဖို့ရွေးချယ်ခဲ့ပါရင်အဲ့ဒီနောက်ဆန်နီဟာဒဲလီယက်ကို ဆက်သွယ်ပြီးတော့ကုမ္ပဏီဟာတောင်းဆိုချက်အလုံးကိုလက်ခံဖို့ဆန္ဒရှိတဲ့အကြောင်းပြောခဲ့ပါရင်းပြစ်မှတ်ထားတဲ့ကျေပွင့်ကိုချိတ်ဆက်နိုင်ခဲ့ပြီဖြစ်လို့ဆန်နီဟာ Rob ကိုယုံခံတဲ့ဝင်ခိုင်းပြီးတော့သူတို့ဟာအကြီးအကျယ်ဆုံးစာချုပ်နဲ့အနာဂတ်ရဲ့ကျေပွင့်ကိုခွန်နိုင်တဲ့အကြောင်းကြေညာလိုက်ပါရင်းကုမ္ပဏီအတွက်အောင်မြင်ဆုံးစာချုပ်ဖြစ်ခဲ့ပါရင်းဖက်နှက်ရောင်းအားကြောင့် fee အရင်ကတနည်းအတွင်ဒေါ်လာ3သန်းရဖို့အိမ်မက်မက်ခဲ့တာဟာနောက်ဆုံးမှာတော့တကယ်ကိုဖြစ်လာခဲ့ပါပြီမျော်မှန်းထားတာထက်တော်မှကြော်နေခဲ့ပါရင်းပထမဆုံးအဲဂျိုရန်ရဲ့ရောင်းအားကနေပထမနှစ်မတင်ဒေါ်လာ162သန်းရခဲ့ပါရင်းပထမဆုံးအဲဂျိုရန်ရဲ့ ်မခန်းဝင်းဝေက Nike ရဲ့ပုံရိပ်ကိုချက်ချင်းပဲပြောင်းလဲပြပါရင် Air Jordan က Nike အတွက်တနစ်ကိုပြန်များ၄ဘီလီယံဝင်းဝေယူဆောင်လာခဲ့ပြီးတော့ Michael Jordan ကိုရင်အတွက်လည်းယခုချိန်ထိပတ်စင်အင်ခံစီးဆင်းနေဆဲဖြစ်ပါရင် Air Jordan ဖက်နှက်ရောင်းအားကနေတနစ်ကိုပုံမှန်လဆာအနေနဲ့ဒေါ်လာတန်၄၀၀လောက်ရရှိနေပါရင်ပထမဆုံး Air Jordan ပြရနောက် Peter Murray ဟာ အဲဂျိုရန်ဖနက်တဲ့အတွက်လိုကိုအစ်စ်ကိုစိတ်ကူးခဲ့ပါရင်အဲ့ဒါကတော့မိုက်ကယ်ဂျိုရန်ဟာလေအပ်လုံနေတုန်းကဓာတ်ပုံကနေယူထားတဲ့သူ့ရဲ့ပုံရည်မှာမိုက်ကယ်ဂျိုရန်နဲ့ Nike Company ရဲ့စာချုပ်ဟာထုတ်ကုန်ဝင်တဲ့ကစားသမားဝေကြားကစာချုပ်ပုံစံကိုတော်လန်ပြောင်းလဲစီခဲ့ပြီးတော့အခုအချိန်ထိလိုက်နာကျင့်သုံးနေကြဆဲပဲဖြစ်ပါရင်ကြီးစုပြပြိတ္တများအလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ